အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Nobel of Yeah ဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်ရှင်တော့ကို PUBG Mobile နဲ့ပတ်သက်ပြီးအကြောင်းအရာ၃ခုကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ပထမတစ်ခုကတော့ PUBG Mobile နဲ့ Shell V Car Collaboration Event အနေနဲ့ spin လုပ်သွားမှာဖြစ်ပါတယ်ဘယ်လောက်ထိမှကန်ကောင်းမလဲဒါမှမဟုတ်ဘယ်လောက်ထိမှကန်ဆိုးမလဲဒုတိယကတော့ PUBG Mobile ရဲ့လာမယ့် RPG တိ13နဲ့ bonus pass မှာရရှိမယ့်အဓိက skin တွေဘယ်နည်းထွက်ရှိမလဲတတိယတစ်ခုကတော့ PUBG Mobile ရဲ့ update version 3.8နဲ့အတူထွက်ရှိထားတဲ့ event တစ်ခုကနေ Legendary Outfit ကို headgear ရော free အပိုင်းဘယ်လိုယူကြမလဲ ပထမတစ်ခုကတော့ PUBG Mobile နဲ့ Shell V Car Collaboration Event ကိုမနေ့ကတွေ့မြင်ရတာမျိုးရှိပါတယ်။ဒီတစ်ခါ update မှာကြည့်မယ်ဆိုရင်တော့ Speed Drift တွေပါလာမှာမဟုတ်ပါဘူးဗျာ။ ဒီ motor cruise event နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ပုံမှန်ထွက်ရှိနေကြ motor cruise အတိုင်းပဲဖြစ်ပါတယ်အရင်တစ်ခါကြည့်မယ်ဆိုရင်ဒီက Dodge skin ကိုတွေးမြင်ရတာမျိုးရှိပါတယ် redeem နဲ့မှဝင်လိုက်မယ်ဆိုရင် coin နဲ့ပေါ်ရတဲ့ငွေကြေးဒီက car တွေကို redeem လုပ်လို့ရတာမျိုးရှိပါတယ်အထူးအဖြစ်တော့ဒီက coupe rp ပေါ်ပြတာ၄ယောက်စီကားပဲဖြစ်ပါတယ်ဒီကောင်းတော့၄ယောက်စီကားပဲဖြစ်ပါတယ်လီယောစီကာလို့ပြောတဲ့နေရာမှာဒီကောင် Mirado မဟုတ်ပါဘူးဒါစီယာပဲဖြစ်ပါတယ်ဒီအအောင်နေမချိုက်ဘူးဆိုရင်ဒီကောင်တွေ upgrade လုပ်လို့ရတာမျိုးရှိပါတယ် upgrade လုပ်ဖို့ဆိုရင်ပထမဦးဆုံးတော့ငွေကျွန်းစီမှာဒီ skin ရှိရမှာဖြစ်ပါတယ်ဥပမာကျွန်တော်ဒီအပြောင်းအလဲကားကိုအယောင်ပြောင်းခြင်းနေဆိုရင်ဒီကားကတော့ငွေကျွန်းစီမှာ ရှိရမှာဖြစ်ပါတယ်။တငယ်ချင်းတို့စီမံဒီရဲ့ save ဘူး၃ခုရှိရဲဆိုရင်တော့ဒီရဲ့အယောင်ကိုဒီအယောင်ပြောင်းလိုက်လို့ရတာမျိုးရှိပါတယ်။ skin ၂ခုရရှိမှာမဟုတ်ပါဘူး။တစ်ခုပဲရရှိမှာဖြစ်ပါတယ်။ ဒီရဲ့ဈေးဘူးကိုကြည့်မယ်ဆိုရင်တော့ဒီမှာ redeem လုပ်လို့ရပါတယ်တခြား item တွေလည်းတွေးမြင်ရတာမျိုးရှိပါတယ်ကားမှာတက်လို့ရတဲ့ accessory တွေပါတွေးမြင်ရတာမျိုးရှိပါတယ်တခြား item မျိုးတွေကောင်းတွေတွေးမြင်ရတာမျိုးရှိပါတယ်တဆချို့တစ်ချက်လောက်ကန်ဆန်းချီချီရအောင်ဗျာတရက်တာရဲ့ပထမအုပ်ဆုံး spin ကိုကြည့်ရမယ်ဆိုရင်တော့30 UC ကျတင်မှာဖြစ်ပါတယ်ဒီမှာချက်ဘာတွေရရှိမလဲဆိုတော့ okay coin တစ်ခုရရှိသွားပြီဖြစ်ပါတယ်ဆို10ကပေါ့ဗျာတခါတည်းသွားချီချီရအောင်ဗျာဒီမှာချက်ကန်ကိုကြည့်ရမယ်ဆိုရင်အတော့ကောင်းတာမျိုးတော့မရှိပါဘူးကြည့်ကြည့်ပါတခါတည်းပေါ့ဗျာ coin တွေတွေးမြင်ရတာမျိုးရှိပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်တော့ကန်ကောင်းတာမျိုးတော့မရှိပါဘူးဗျာကျေးဇူးပြုရဲ့ကောင်းတဲ့ item တွေးမြင်ရတာမျိုးတော့ မရှိပါဘူးဗျဒီမှာကျွန်တော် background မှာပဲဒီရဲ့ car skin ထားထားလို့လာတော့မသိပါဘူးရိုးရိုး skin ကျွန်တော်ထားလိုက်ပါမယ်နောက်ခံ background မှာပေါ့ဗျ airship ဦးနမန်ကိုရရှိသွားပြီဖြစ်ပါတယ် close ဆိုလိုလိုက်ပါမယ် okay ဆိုလိုလိုက်ပါမယ်ပြန်နေချိန်မှာဆိုရင် auto skin ရရှိသွားပြီဖြစ်ပါတယ် close ဆိုလိုလိုက်ပါမယ်တကယ်ကျွန်တော်အုံနေနဲ့လည်း spin နေပါတယ်လို့ဖြစ်လားမလို့ဖြစ်ဘူးလားပေါ့ဗျ comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျ plotty မှာကန်ကောင်းလေဒါမှမဟုတ် plotty မှာကန်ဆိုးလေပေါ့ဗျာဒီ auto skin ကိုရရှိသွားပြီဖြစ်ပါတယ် auto နေရာမှာဒီက coin တွေပြောင်းသွားတာမျိုးရှိပါတယ် auto ကပောက်ပြီးသားဆိုတော့ဒီမှာကျွန်တော်စီမှာလက်ရှိကြည့်မယ်ဆိုရင်တော့136ပေါ့ဗျ coin ရှိသွားပြီဖြစ်ပါတယ်ဒီက car skin နှစ်ခုထဲမှာဘယ်ကောင်ကို ကျွန်တော် redeem လုပ်တင်လဲပေါ်ရဒါမှမဟုတ်လာမယ့် skin တွေကိုကျွန်တော်စောင့်တင်လာတကယ်ချင်းတော့ comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျနောက်တစ်ခုမေးစီရရှိတာ PUBG Mobile RP သေး A13 ကို game ထဲမှာဘယ်နေ့မှတွေ့မြင်ရမလဲဆိုတာမေးစီရရှိပါတယ်မနက်ဖြန်မြန်မာစံတော်ချိန်မနက်၈နာရီခွဲချိန် RP သေး A13 လာမှာဖြစ်ပါတယ်ဒီလိုမှတကယ်ချင်းတော့ RP mission တို့ရဲ့ bonus pass mission တို့မဖြစ်ရသေးဘူးဆိုရင်တော့ဒီနေ့နောက်ဆုံးထိုင်းမှာဖြည့်ဖို့ကျွန်တော်ပြောလိုပါတယ် RP A13 မှာတွေ့ရမယ့်အဓိက skin တွေကိုပြောအောင်မယ်ဆိုရင်တော့ level 50မှာပေါ်ရ NS 2000 upgrade gun skin ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီ gun skin နဲ့ပတ်သက်ပြီးမှတော့တကယ်ချင်းအ များစုအနေနဲ့တိတ်မကြိုက်ကြဘူးဆိုတာသိကြပါတယ်အဲ့လောက်ရှိလဲကင်ဖြစ်မယ်လို့ကျွန်တော်မထင်ပါဘူးဗျဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာ level 90မှာရှိမယ်ဆိုရင် UAZ skin ကိုရရှိမှဖြစ်ပါတယ်အမိုးမပါတဲ့ UAZ skin ပဲဖြစ်ပါတယ် level 100မှာကြီးမယ်ဆိုရင်ရောက်ချလေး outfit တွေ့မြင်ရတာမျိုးရှိပါတယ်ဒါတော့အဓိက item တွေကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်မနေ့ပြန် RP လာပြီဆိုတော့ RP တက်ကနေတရာဒီ skin တွေတကယ်ကျွန်တော် AC ကြီးလို့ရပါတယ်နောက်တစ်ခု A13 bonus pass ကို game မြတ်မှာပေးနေမှာတွေ့မြင်ရမယ်ဆိုတာမေးစရာရှိပါတယ်ဂျွန်လ73ရက်နေ့ကျရင်တွေ့မြင်ရမှာဖြစ်ပါတယ်ဒီရဲ့ bonus pass မှာဘယ် item တွေတွေ့မြင်ရမလဲအဓိက item တွေနဲ့ပတ်သက်ပြီးပြောရမယ် င်တော့ဒီ outfit ကိုတွေးမြင်ရမှာဖြစ်ပါတယ် gun skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ handy badger gun skin ကိုတွေးမြင်ရမှာဖြစ်ပါတယ်တည့်ရဲ့ handy badger ကိုကြည့်မယ်ဆိုရင်တော့တကယ်ကျတော့အကင်နေကြပါလိမ့်မယ်ဒါပေမဲ့ skin ပုံစံအနေထားမိုက်တယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုအဓိက item နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ mirado skin ကိုတွေးမြင်ရမှာဖြစ်ပါတယ်ဒီရဲ့ skin ကလည်းလာတာမျိုးရှိပါတယ်ဗျာဒါတရတော့လာမယ့် rp သိအသတင်းရဲ့ဒီ royal pass နဲ့ bonus pass မှာတွေးရမယ်အဓိက item တွေကိုဖော်ပြပေးလိုက်တာဖြစ်ပါတယ်တကယ်ကျတော့ရော best skin ကိုအကြိုက်ဆုံးလဲ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ PUBG Mobile ဘက်ကနေ update version 3.8နဲ့အတူ event ထွက်ရှိရတာရှိပါတယ် park shop ဆိုပြီးမှပဲဖြစ်ပါတယ်ဒီ event ကနေကြည့်မယ်ဆိုရင်ဒီ office နဲ့ဒီရဲ့ head gear ကိုလုံးဝ free အပိုင်ရရှိမှဖြစ်ပါတယ်ဘလို့ပုံစံရရှိမလဲဆိုတော့ဒီ office ကိုယူဖို့ဆိုရင်ဒီ blessing token ပေါ့ဗျာ450လူရာမျိုးရှိပါတယ် head gear ကိုယူဖို့ဆိုရင် blessing token 350နဲ့ယူလို့ရပါတယ်ဒီရဲ့ token တွေကိုဘယ်ကနေရရှိမလဲဆိုတော့ mazia ရှိပါတယ်တကယ်ကျွန်တော် classic mode ဆော့သွားရဆိုရင်ဒီရဲ့ token တွေတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ကနေ token တွေဘာတွေကောက်ဖို့ကျွန်တော်ပြောလို့ပါတယ်ဒီရဲ့ blessing token ကိုကြည့်ရမယ်ဆိုတော့ expire ဖြစ်တာမျိုးရှိပါတယ်6ရက်9လဆိုရင်ဒီရဲ့ blessing token တွေကပေါ့ဗျာတက်တန်းကုန်သွားမှာဖြစ်ပါတယ်ဒီကောင်တွေကိုသုံးလို့မရတော့ပါဘူးဒါပေမဲ့တကယ် င်တို့ဒီရဲ့ blessing token ကို park token အဖြစ်ပြောင်းလို့ရတာမျိုးရှိပါတယ် blessing token 900ဆိုရင်ဒီရဲ့ park token တစ်ခုရရှိမှာဖြစ်ပါတယ်ဒီရဲ့ park token ကတော့တက်တန်းကုန်တာမျိုးမရှိပါဘူးဗျာ park token နဲ့ကြည့်ရမယ်ဆိုတော့ဒီ item တွေ redeem လုပ်လို့ရတာမျိုးရှိပါတယ် outfit တစ်ထည်ကို park token တစ်ခုကြားသိမ်းမှာဖြစ်ပါတယ် head gear လည်းဒီရဲ့ park token တစ်ခုကြားသိမ်းမှာဖြစ်ပါတယ်ဒီလိုမှတကယ်ကျွန်တော်တို့ဒီရဲ့ head gear နဲ့ outfit ကိုကြိုက်တယ်ဆိုရင်တော့ blessing token နဲ့ဝယ်တာတန်ပါတယ်ဒါပေမဲ့ဒီကောင်တွေမကြိုက်ဘူးဆိုရင်တော့ blessing token ကို park token အဖြစ်ပြောင်းလိုက်ပါဒီကောင်တွေကိုကြည့်မယ်ဆိုတော့ဘယ်တော့မှတက်တန်းကုန်တာမျိုးမရှိပါဘူးဗျာ ဒါဆိုတငယ်ချင်းအားလုံးအနေနဲ့ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာ၃ခုနဲ့ပတ်သက်ပြီးကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာ။တငယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်တက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျာ။